မော်ဒိုဗာနိုင်ငံဟာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံနဲ့ဒါမကပဲနဲ့ပေါ့လေနေတိုအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ရူမေးနီးယားနဲ့ပါနေမြေချင်းဆက်ဆက်နေတဲ့အတွက်ဥရောပနဲ့ရုရှားအကြားမှာမဟာဗျူဟာအရအရေးပါတဲ့နိုင်ငံလေးတစ်နိုင်ငံ ဖြစ်ပါတယ်မော်ဒိုဗာပြည်သူ့သမ္မတနိုင်ငံဟာအရှေ့ဥရောပကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီးတော့ဆိုဗီယက်ယူနီယံကနေ1990ခုနှစ်မှာလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းမော်ဒိုဗာဟာဒီ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့2022ခုနှစ်မတ်လမှာရှောက်ထားခဲ့ပြီးဥရောပသမဂ္ဂအဖွဲ့ဝင်လောင်း candidate status အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ မော်ဒိုဗာနိုင်ငံအနေနဲ့စက်တဘာလ28ရက်နေ့မှာကျင်းပတဲ့ရွေးကောက်ပွဲဟာဥရောပတမကနဲ့ပိုပြီးတော့နှိစက်တဲ့လမ်းကြောင်းကိုသွားမလားဒါမှမဟုတ်ရုရှားရဲ့ဩဇာလွန်မှုမှုအောက်ကိုပြန်ရောက်သွားမလားဆိုတာကိုအဆုံးဖြတ်ပေးမှာဖြစ်တယ်လို့အကဲခတ်တွေကဆိုပါတယ်မော်ဒိုဗာအစိုးရအာဏာပိုင်တွေကတော့သူတို့ရဲ့ရွေးကောက်ပွဲကိုရုရှားကမဲဝဲတာတရင်မားတွေဖြန့်ဝေတာနဲ့အဓိကယုံဖြစ်အောင်လှုံ့ဆော်တာမျိုးနဲ့ဝင်ရောက်ဆက်ဖက်နေတယ်လို့ဆွဆွဲထားပါတယ် လက်ရှိအာဏာရ PAS ပါတီသာအနိုင်ရခဲ့ရင်ဥရောပသမဂ္ဂကိုဝင်ရောက်ရေးအတွက်ပြုပြင်ပြောင်းလဲရေးတွေကိုဒီအချိန်မပြတ်ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတော့ Moldova ကဒီရုရှားလိုလာတဲ့ပါတီနှစ်ပါတီကိုရွေးကောက်ပွဲမဝင်နိုင်အောင်ဒါစီခဲ့ပါတယ်။